ရောပရဲ့ရှင်ယုံသမိုင်းနယ်မြေတွေထဲမှာအထင်ရှားဆုံးတစ်ခုကတော့ဂရိနိုင်ငံကအခရိုပိုလစ်ဖြစ်ပါတယ်။ဘုရားကျောင်းတောင်ကုန်းနယ်မြေလို့သိကြတဲ့ဒီနေရာဟာဂရိနိုင်ငံအေသင်မြို့ရဲ့အလဲဘဟုမှာတည်ရှိနေတာဖြစ်ပါတယ်။ဂရိဘာသာအရအခရိုပိုလစ်ဆိုတာအမြင့်ဆုံးမြို့လို့အဓိပ္ပာယ်ရပြီး BC 490က429ခုနှစ်အတွင်း Pericles ခေတ်မှာအဓိကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။အခရိုပိုလစ်ကဂရိနဗျာမှာအေသင်နာဤဂုံကျေးဇူးကိုချီးမြှင့်ဖို့နဲ့အေသင်မြို့ရဲ့အင်အားကြီးမားမှုကိုပြသဖို့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ င်တောင်ကုန်းဟပင်လေရေမျက်နှာပြင်အထက်အမြင့်ပေ490ခန်းမှာတည်ရှိပြီး area အဖြစ်ခုနှစ်ဧကကျော်ကျယ်ဝမှာတယ် Acropolis ဝင်းအတွင်းမှာတည်ရှိနေတယ်အဓိကအဆောက်အအုံတွေကတော့ Parthenon ဘိမှန် Erythian Propylia Athena Knight ဘိမှန်တို့ဖြစ်ပါတယ်အထင်ရှားဆုံးဖြစ်တဲ့ Parthenon ဘိမှန်ကိုတော့ပြည်သူ့ကပညာရှင်တွေဖြစ်တဲ့ Stenas နဲ့ Kelly Christo ကဒီဇိုင်းရေးဆွဲခဲ့ပြီး BC 449နဲ့432အတွင်းတည်ဆောက်ခဲ့ပါတယ် Parthenon ဘိမှန်ဟာအလျား228ပြီးအနန္တရထဘေရှိ ှိပြီးတော့ Dorilo ခေါ်တဲ့ ဂရိပိတုကပုံစံနဲ့တိဆောက်ထားတာဖြစ်ပါတယ်။ဗိမာန်ကိုဖန်တဲလေးကြောက်ဖြူသားနဲ့အဓိကတိဆောက်ခဲ့ပြီး Dorrit Colantine 46တိုင်နဲ့ဝင်းရံထားပြီးတော့ Colley တိုင်တိုင်စီမှာအမြင့်33မိရှိပါတယ်။ Parthenon ဗိမာန်ရဲ့ထူးခြားချက်ကတော့ဂရိပိတုကပညာရှင်တွေဟာအမြင့်အာယုံလှည့်ဆောင်းမှုကိုထည့်သွင်းတွက်ချက်ခဲ့တာဖြစ်ပြီး Colantine တွေကိုအနည်းငယ်ကိုးထားခြင်းဖြင့်မတ်တပ်ရက်နေတကယ်သူထင်မြင်စေရန်ဖန်တီးထားပါတယ်။ဗိမာန်ရဲ့ရှေ့ဘက်နဲ့နောက်ဘက်ရှိဂရိနတ်ဖျားရီရဲ့ဒဏ္ဍာရီတွေကိုရုပ်လုံးဖော်ထားခဲ့ပြီးအခုအခါမှာ တော့အများစုကိုဗြိတိန်ပြတိုင်းနဲ့အခြားပြတိုင်းတွေမှာသိမ်းဆည်းထားပါရီအခရိုပိုလစ်ကိုတမိုင်းတလျှောက်ဖျားကျောင်းခန်တက်အော်တိုမာခန်တက်စကန်ကိုရီးယန်ဖျားကျောင်းနဲ့ပလီတွေအဖြစ်မျိုးစုံပြောင်းလဲအသုံးပြုခဲ့ပူပါရီဒီနေရာကို1989ခုနှစ်မှာ UNESCO အမွေအနှစ်နေရာတစ်ခုအဖြစ်သတ်မှတ်ခဲ့ပြီးအေတင်မြို့ရဲ့လေတုညဉ့်ညမ်းမှုနဲ့ခရီးသွားတွေကြောင့်ထိခိုက်ပျက်စီးမှုတွေကိုကာကွယ်နိုင်မှုကြိုးပမ်းလျက်ရှိပါရီအခရိုပိုလစ်ကိုနှစ်စဉ်ခရီးသွားဧည့်သည်ပေါင်း3000ကျော်လာရောက်လဲပတ်ကြပြီးတော့ဂရိနိုင်ငံတမိုင်းရဲ့အထင်ရှားဆုံးတဲ့ ဓိကအကြဆုံးခရီးသွားဆွဲဆောင်မှုနေရာတစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့နေရာလေးဖြစ်ပါတယ်။